ပြီးတော့ညာပါတော့အောင်ကြီးတင်နေတော့ညာပါတော့ဒီကစောလာပါလားဒီကညာချင်းကပေါ်နေရတော့သူကကပြောတာနော်ဒီကညာချင်းပေါ်နေရတော့သူကပြောတာပြောတော့ရောဝယ်ရလို့ပေါ်တင်ရိုင်းနေတာလေလက်သက်ရှိတဲ့တိုင်းပြီးဘာလို့အဲ့လောက်ကြီးတောင်းကြတာတော့ကျမတို့တောင်းနေတာကျမတို့မရလက်သက်နိုင်လို့တရားမပါလားဟုတ် ထိုင်လာထိုင်လာအေးအေးအေးဗျာအကယ်မီပေးမှာမြောက်အကယ်မီပေးမှာအကယ်မီပေးမှာဆိုတော့ဒီလိုမျိုးပေးမှာမြောက်အကယ်မီပေးမှာအကယ်မီကိုပေးမှာတော့ခင်ဗျာဖိုင်ပါတယ်ဒီလိုမျိုးမဟုတ်ဘူးဗျာဗီဒီယိုဖိုင်ပါတယ်လို့ဆိုင်နေတယ်မိမဆောင်ပါတော့ဗီဒီယိုဖိုင်ပါတယ်လို့ဗီဒီယိုဖိုင်လာယူခဲ့နောက်မှရှိတယ်နော်တနက်ကိုစီနေရက်နေရက်ရဲပေါ်လို့ရှိတယ်အဲ့ဒီမိသားစုကိုတနက်မောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူးတနက်ပြောင်းသွားတဲ့အချိန်ပြီးတော့လဲမချင်းချောင်ဘူး အဲ့ဒီချက်နဲ့ချက်ကိုကြီးကြီးအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြပါတယ်နော်စကမာစစ်ကော်မရှင်စစ်တပ်တာဖြတ်ကြည့်လိုက်အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်လောက်ကတော့သေပြီးလောက်ပြီဟုတ်ပြီနော်မသေရင်တော့မှမပြစ်တိုက်ရင်တော့မှသေချာတယ်အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေလောက်ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လောက်ရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ကဲဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကောင်မောင်တို့မတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့စကမစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင်စစ်တပ်မှာ အောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုစကားလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားမြောင်ဝတ်နေရတယ်ဘွာတော့ဤလို ANB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရှမ်းတွေ့ပြီးလက်မျိုးကြီးထိုးထိုးနဲ့နော်ဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့နော်တိုက်အိမ်နဲ့မဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုက်အိမ်နဲ့အဲ့လိုလောက်တယ်ဆိုတော့ PDF တွေအမှကိုကအကုန်လုံးလေနော်တန်တဲ့အိမ်နဲ့နာခံတဲ့သူ့တိုက်အိမ်နဲ့ခေါင်းထောင်နဲ့ဘာပေါ်လဲနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော် main online စစ်သားဆိုအဲ့အိမ်သွားပြီဒီလောက်ပဲပြောမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starlink သုံးဆွဲသူနဲ့ Man PDF တွေကြားအခြေတင်စကားများတဲ့ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးအမြင်တွေကိုပြောသွားသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဘန်ကလေး PDF နဲ့လပ်ပလာကမိသားစုတစုရဲ့အော်တိုဘာလာဆန်းရည်ရဲ့မနက်ပိုင်းမှာ live မော်ဟိုးလေးတချို့ချို့ပြန့်နှံ့သွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့စိတ်မကောင်းလို့ကျွန်တော်ကဝေမာကြံပြူမှာဖြစ်ပါတယ်ခက်မြန်မြန်လေးတွားရအောင်တူချုံပြီးတော့ ဒေါ်လာရေးမှာဘာမှမဟုတ်တဲ့အကြောင်းအရာလေးနဲ့အနောက်ရက်ဖြစ်မှာဆိုလို့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးပြီဖြစ်ပါတယ်ဗီဒီယိုဖိုင်ဆက်မှာကျွန်တော်တို့ဗီဒီယိုညီမငယ်လေးတယောက်ကနေပြီးတော့စတားလိုင်းကိစ္စကိုစတင်ပြောသွားတယ်ပြောတော့တစ်ခါမှရှိတဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ကပြန်လက်ချေပါပါတယ်အဲတစ်ခါနဲ့တစ်ခါပြောဆိုကြရင်းနဲ့အန်ဒီကြီးတယောက်နဲ့အမတယောက်ရဲ့စကားလုံးထိုးစစ်ကိုဟိုဘက်က20ကျော်20ပတ်လဲဝန်းကျင်လေးလူငယ်တွေဖြစ်တဲ့အတွက်လူကြီးတယောက်ရဲ့စကားလုံးထိုးစစ်ကို မခံနိုင်တဲ့အဆုံးဒေါသအတန်တွေပါလာတယ်။နော်လေတံတွေလည်းလည်းလေးပြီးတော့မာလာလေတံမာလာတယ်နောက်ပြီးတော့ဆွေတံရလာလေးဖြစ်သွားတယ်။ဒါကကျွန်တော်တို့ညီငယ်ညီမငယ်တွေရဲ့အားနည်းချက်နောက်ပြီးတော့ပြည်သူဆက်ဆံရေးဆိုရင်လည်းပြည်သူကိုနားလည်သဘောပေါက်အောင်ရေးလေအောင်ရှင်းပြနိုင်တဲ့စကားပြောစွမ်းရည်လိုအပ်ချက်အားနည်းချက်ပေါ့နော်။အဲ့ဒါလေးတော့မြင်မိပါတယ်ကျွန်တော်ညီငယ်ညီမငယ်တွေဒါတွေလေ့လာဖို့လိုအပ်ပါတယ်နော်။ဒါအရေးကြီးတဲ့အကြောင်းအရာတော့ရအောင်အရေးကြီးတယ်နော်မသိတဲ့ပြည်သူတွေသိအောင်လို့ကျွန်တော်ကပြောပြမယ် အရေးကြီးတဲ့ချက်နှစ်ချက်ပါအဲ့ဒီထဲမှာလက်လက်ကိုင်တဲ့ရဲဘော်စစ်သားဟာပြည်သူလူထုချားမှာတဏ္ဍမောင်းမဆွဲရဘူးအပြစ်မဲ့တဲ့ပြည်သူကိုတဏ္ဍနဲ့ချိန်ပြီးတော့မချင်းချောက်ရဘူးဟုတ်ပြီနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်လိုက်ကျွန်တော်တို့ရဲ့ပြည်ရဲ့ရဲဘော်ညီကိုညီမငယ်တွေဟာနောက်မှာရှိတယ်နော်တဏ္ဍကိုစီနဲ့ရက်နေတဲ့ရဲဘော်တွေရှိတယ်အဲ့ဒီမိသားစုကိုတဏ္ဍမောင်းဆွဲပြီးတော့လဲမပြုတ်တော့ဘူး တမန်ပြောင်းသွားတဲ့အချိန်ပြီးတော့လည်းမချင်းချောင်ဘူးအဲ့ဒီချက်နဲ့ချက်ကိုကြီးချင်းအပြည့်ကျွန်တော်ညီငယ်ညီမငယ်တွေကိုကျွန်တော်ကဒီနေရာကနေပြီးတော့လေးပြူပါတယ်နော်အဲ့တော့ပြည်သူဘက်ကိုကြည့်ရအောင်ပြောဆိုလို့ရတဲ့ဒေါ်လာရေးအဖွဲ့အစည်းမှုပြောတာလားပြောတဲ့စကားလုံး၄တန်ကိုလည်းနားထောင်ကြည့်ပါအန်တီကြီးကပူပြီးတော့စိုးပါတယ်ဘဝတွေအသက်တွေရင်းပြီးတော့ဘဝတွေအသက်တွေပေးပြီးတော့ဒေါ်လာရေးလုံနေတဲ့ညီငယ်ညီမငယ်လူငယ်တွေရဲ့ ရင်ထဲကိုရောက်ပြောဆိုတဲ့သကလုံးတန်ကအမလေးကြည်ကြပါအောင်လက်နဲ့ကင်ပြီးတော့ပြည်သူကိုနိုင်ကျင့်နေတယ်ကြီးနိုင်ငံကြီးလုပ်နေတယ်ငါတို့ပေါ်ကြမ်းဖက်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့လေဘူးတိုက်ပြီးတော့ပွဲစုအောင်လုပ်တယ်တမင်တကာမင်းရည်ရွယ်ပြီးလုပ်တလားတော့မှထင်ရတယ်ဒါဟာလူကြီးလူကောင်းပြောရမယ့်စကားလုံးမဟုတ်ဘူးအဲ့ဒါကပြည်သူတွေရဲ့အားနဲ့ချက်ပဲကောင်းမှုစွာဟိုဘက်ကတစ်ဖက်မှာရှိတဲ့ရဲဘော်တွေကကိုယ့်ရဲ့ကြီးရွယ်သားရွယ်နားလေအောင် ပြောပြလို့ရတယ်။ငါသားတို့ရဲ့အမေတို့ကမသိဘူး။မသိလို့အခုလိုမှားတော့တာပါ။နောက်မဖြစ်အောင်အမေတို့လက်ဆင်ပြေးပြီးနေမယ်။ငါသားတို့ထုတ်ပြန်တဲ့စီကံကိုလည်းလိုက်နာမယ်။အခုငါသားတို့ကတောင်းဝင်ရလာဆိုရင်လည်းအဲလောက်ချာရှိရလောက်ပါ။အမေတို့လည်းနောက်နောက်ဆင်ပြေးပြီးတော့နေပါမယ်ဆိုပြီးတော့လူငယ်တွေကြည်နက်အောင်နားလေသဘောပေါက်အောင်လူကြီးတယောက်နေနဲ့ရှင်းပြနိုင်တဲ့အရေးချင်းမရှိတာကပူဆူတယ်။ဟိုကလူငယ်တွေဟုတ်ပြီနော်။အဲ့တော့အဲ့ဒီ video file တစ်ခုကိုကြည့်ချင်းအဖြစ် ကောင်းတဲ့အရာတစ်ခုတော့ပေါ်လာတယ်။ဘာလဲဆိုရင်တို့လက်လက်ကင်တော်လန်နေတဲ့တော်လန်ရေးရဲဘော်တွေကိုပြည်သူတွေဟာမှားနေရင်မှားတဲ့ကြောင်းဝေဖန်ထောက်ပြရဲကြတယ်။ပြောဆိုရဲကြတယ်။ပြောဆိုခွင့်လည်းရှိပါတယ်။ဟုတ်ပြီနော်။ဒါကောင်းတဲ့လက္ခဏာပါ။ဒီနေရာမှာသာစကမစစ်ကောင်မရှင်စစ်တပ်သားဖြစ်ကြည့်လိုက်။အဲ့ဒီဝင်းထဲမှာရှိတဲ့မိသားစုနှစ်ယောက်တော့ကတော့တေးပြီးလောက်ပြီ။ဟုတ်ပြီနော်။ ်မသေးရင်တောင်မှမပြတ်တတ်ရင်တောင်မှသေချာတဲ့အဲ့ဒီမှာရှိတဲ့ပြည်သူတယောက်မကြံကားပေါ်ရောက်နေတော့ပြီအချုပ်ချိုင်ချမယ်ဒါမှမဟုတ်ပတ်စံနဲ့လာရွေးခိုင်းရွေးခိုင်းမယ်ပေါ့နော်ခေဒါဆိုရင်ရှင်းကြည့်လိုက်ကျွန်တော်တို့တော်လိုင်းရေးရဲပေါ်ညီကိုမောင်နှမတွေရဲ့ PDF တွေရဲ့ပြည်သူပေါ်ဆက်ဆံပုံနဲ့ဆက်ကမှစစ်ကော်မရှင်တပ်ရဲ့ဆက်ဆံပုံဘာတွေကွာခြားတယ်လဲခိုင်းတော့စစ်ကော်မရှင်စစ်တပ်မှာအောက်မှာနေတဲ့ပြည်သူဟာစစ်တပ်ကိုဇကလုံးတစ်လုံးတော့ပြန်မပြောရဲဘူးဆက်ဖက်နဲ့အောက်မှာပြားနေအောင်ဝတ်နေရတယ် တချို့ပြည်သူကလည်းအဲ့လိုစစ်ဖက်နှောက်အောင်ပျားနေအောင်ဟုတ်တဲ့ဘဝနဲ့ပဲတန်းတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့အစင်ချင်းမှာကျွန်တော်တို့ဒေါ်လာရေးပေါ်ရင်ညီကုံမောင်တို့မှာညွှန်းနေလေဝေဖန်ပါအကြံပြုပါထောက်ပြပါနော်ဝေဖန်လို့ရပါတယ်အကြံပြုလို့ရပါတယ်မိမိရဲ့မှန်ကန်ကြောင်းစီးနဲ့ကန့်နဲ့လာရောက်ပြောဆိုတင်ပြလို့ရပါတယ်ကြောက်ရှာမလိုပါဘူးနော်ကျွန်တော်ဒါကိုပြောကြားရင်းနဲ့ဒီဒေါ်လာရေးမှာဘာမဟုတ်တဲ့အကြောင်းအရာလေးအတွက်နဲ့ကျွန်တော်တို့ရဲ့ဒေါ်လာရေး ပီဒီအက်ညီကိုမောင်နှမတွေအပေါ်အထင်မြင်လွဲမှားတာတွေကိုစင်ကျင်ကြဖို့အဲသူတို့တောင်းရှိသူရှိတွေကလည်းပြည်သူပေါ်ကိုစကလုံးတင်းမာစွာနဲ့ပေါ့နော်ပြုမှုဆက်ဆံတဲ့ရဲဘော်ရဲမေတွေကိုအရေးယူမယ်လို့ထုတ်ပြန်လာပါတယ်အဲ့တော့လူကြီးတွေကိုလည်းကျွန်တော်ကအကြံပေးချင်ပါတယ်ကျွန်တော်တို့ရဲ့ပီဒီအက်ညီငယ်ညီမငယ်တွေဟာမှန်ပါတယ်လူငယ်တွေဖြစ်တဲ့အလျောက်ဒေါသကြောင့်စကလုံးတင်းမာစွာပြည်သူပေါ်ဆက်ဆံမိတာကတော့မှန်ပါတယ်ဒါပေမဲ့လို့ကြီးမားတဲ့ပြည်တံပေးရတဲ့အထိတော့ကျွန်တော်တို့ညီငယ်ညီမငယ်တွေမမပါဘူး နော်ဒေါ်လာကြီးလုံနေတဲ့ညီငယ်ညီမတွေကိုစိတ်ထက်ကျသွားစီမဲ့ပြစ်တာမျိုးမပေးဖို့လည်းအကြံပေးချင်ပါတယ်ပေးမယ်လို့လည်းကျွန်တော်တို့မထင်ပါဘူးအပြည်သူတွေဘက်ကလည်းကျွန်တော်တို့ဒေါ်လာကြီးကိုတစ်ဖက်တစ်လက်ကနေကူညီပါဝင်တဲ့နေရာမှာထုတ်ပြန်လာတဲ့စီကန်းတွေကိုလေးလေးဆဆနဲ့လိုက်နာချဖို့ပါဝင်ချဖို့ပူပေါင်းချဖို့ကျွန်တော်ကဒီနေရာနေပြီးတော့ထပ်ပြီးတော့ဝေဖန်ကြံပြူရင်းနဲ့အားလုံးပဲဘေးကင်းကြမှာချမ်းသာကြပါစေခင်ဗျာ ွားတော့ဤတို့ ANB မှာဒီ PDF တွေကိုကက်ကက်လန်အောင်ရန်တွေ့ပြီးလက်မျိုးကြီးထိုးထိုးနဲ့နော်ဟိုအဲ့အောင်ကြည်ချမ်းအဖြစ်ဘာသွားတတိယလဲဆိုဒီ main online စစ်သားတွေကိုသွားတတိယတာပေါ့နော်ဟိုဘာလို့လဲဆိုတော့ main online ရဲ့ဒီစစ်ခွေးတွေပေါ့နော်ဒီကောင်းနေဆိုလို့ရှင်သူတို့ကတာမန်ဒီလိုမျိုးပြည်သူတွေဆိုမထားနဲ့ပေါ့နော်ဟို main online ပေးနေကွာဘယ်လက်ရောက်ညာလက်ရောက်ပြည့်ရမလားဟိုမဟုတ် main online ဘယ်လက်ရောက်ညာလက်ရောက်နဲ့ကျွန်တော်ထည့်မပြောသေးဘူးနံပါတ်1အချက် ်တမရာကြီးဥဝင်မြတရားဝင်ကြီးกว่าတကယ်တမရာကြီးအဲ့လိုမျိုးဖမ်းတာတောင်းတော့ဥဝင်မြနေပြီလက်ညှိုးထိုးလို့လည်းမရဘူးငါတမရာမင်းတို့အမိန်ပေးတယ်မင်းအောင်လိုက်ပြန်ဖမ်းလို့လည်းအမိန်ပြန်ပေးလို့မရဘူးအခုဒီလောက်ပြီးသူကောင်းဆောင်ကြီးထောက်ခံတဲ့အမေစုအမေစုကနေပြီးမှငါလူထုကောင်းဆောင်မှာနော်ဟိုဒီတိုင်းလက်ညှိုးထိုးပြီးမှမင်းအောင်လိုက်တို့ပြန်ဖမ်းမှာအဲ့လိုမျိုးပြန်လောက်ခွင့်မရှိဘူးတခါတည်းဖမ်းအမိန်ရတော့အကုန်ဖမ်းနောက်တစ်ဆင့်ဒုတိယတစ်ဆင့်ဇာမင်းအောင်လိုက်ရဲ့ဘယ်လိုင်ရောက်ညာလိုင်ရောက်ဒူးဖို့ချုပ်ကြီးတွေပေါ့နော်ဒီလိုမျိုး ခွေးချုပ်ကြည့်တဲ့အစားခုမင်းအွန်လိုင်းနေပြီးမှမကြိုက်ဘူးရာလူဖြုတ်တယ်ပြောင်းလဲလောက်တယ်ဆိုရင်လက်ညှိုးထိုးပြီးတော့ငါလည်းစက်သားပဲကွာငါလည်းဘိုးချုပ်တီချင်းနဲ့တီချဝင်နဲ့တီထန်းဆောင်ပြီးမင်းအဲ့လောက်ကြီးအာနာအဲ့လောက်မရှိဘူးနဲ့အဲ့လိုမျိုးပြန်ပြောလို့မရဘူးနော်တော်ပေါ့လားဒီတမန်နေမဆိုအဲ့ဒါနောက်ထပ်တတရအစင်ကိုနှိမ်ချမယ်ဆိုအကြီးကျယ်ထောက်ခံနေတဲ့ခုနော်ဘူးလက်လာဆွေဟုတ်ပြီနော်ဇော်ဖိုးဟင်းကျော်ဆိုးဦးနော်အကုန်လုံးနော်ခုဘောမာတွေလည်း၈ယောက်ရှိပြီကွာသူတို့ကိုဖမ်းဆီးတယ်ဟုတ်ပြီနော်လက်ညှိုးထိုးပြီးရန်တွေးလို့မရဘူးငါစက်တအမာကထောက်ခံတာပါနော်ငါစက်သားတွေကိုကြီးကားတွေလည်းပေးပါသေးတယ်မဆားနဲ့ရိတ်ခါတွေလည်းတော့တော့ပေးရှိတဲ့လင်ကသွားသေးတယ်တရင်တွေလည်းပေးသေးတယ် ဒီလိုမျိုးအဆင့်တွေတောင်မှစစ်ခွေးတွေကိုသွားပြီးတော့ခံပြောလို့မရဘူးရေဘူးပေါက်တာမလုပ်ချင်ရေပါပဲလိုချင်တယ်အဲ့နေရာမှာတော့ main online စစ်သားတွေကိုတော့လက်ဖျားကလေးသားလောက်ပါတယ်ပေါ့နော်လောက်ရတဲ့ပြတ်သားတယ်ခုဒီမျိုးတော့စောက်ပုံမလာဘူးလားဟုတ်ပြီအဲ့အာဂျီနဲ့ပြတ်ထဲလိုက်နော်စောက်ပုံမလာဘူးလားဟုတ်ပြီ14နဲ့ပြတ်ထဲလိုက်နောက်ဆုံးအဆင့်တောက်လောက်ချုပ်တယ်မီလောင်တိုက်သွင်းပါနော်အင်ဒီကာနဲ့စော်ထဲလိုက်မလားနော်ဒါမှမဟုတ်ရင်လည်းလက်နဲ့ငယ်နဲ့နော်စော်ထဲလိုက်တော့အပြည့်ရှင်းလိုက်တော့နော်စစ်ခွေးတွေကအဲ့လိုမျိုးအဲ့ရွာက ဟိုရွာပဲဖြစ်ဖြစ်အဲရောက်ပဲဖြစ်ဖြစ်ထားလိုက်တော့ရွာပဲထားလိုက်တော့အဲ့တော့အဲရွာကနေပြီးမှပြောမယ်ဆိုလို့ရှင်တဦးတယောက်ကအဲ့လိုလောက်တယ်ဆိုတော့အဲတရွာလုံးမီးရှို့ပြတာမင်းအောင်နိုင်စတာတွေကအဲ့လိုမျိုးဆိုတာအမန်မီးရှို့ဆိုအာတခါလေးဆိုဘွားတော်ကြီးတယောက်တည်းတလို့ဟိုဂျိုင်းတောက်ကြီးနေပေါ့နော်ဟိုတောင်မွေးကြီးနေပေါ့နော်တောင်မွေးအဲတောင်မွေးကြီးနေဒီခါကုန်းကုန်းခါကိုင်းကိုင်းကြီးနေပေါ့နော်ဘွားတော်ကြီးတယောက်တည်းသနာတရားပါကျန်တာအိမ်ကြီးပြောမယ်ဆိုရင်ဟိုတိုင်နေပဲကျန်တော့တရားမလားမီးလောင်ကောင်းနေမင်းအောင်နိုင်ကဟိုအကောင်လုံးမီးရှို့ထည့်လိုက်တာပြောမယ်ဆိုရင်နောက်စစ်ခွေးတွေကအဲ့ခါကျတော့ ဒီသူတို့ပြန်ပြောဖို့ဗားနေနေမှာနဲ့လေးဖြတ်နေရပြီဟိုလေးဖြတ်နေလို့ပါကျမတို့စတာလင့်နဲ့ဒီအင်တာနက်သုံးအောင်မဲ့ဘာညာတွေလုံတာနဲ့အကုန်မီးလောင်လိုက်တွင်ပြတ်တာလောက်ရတယ်ပြတ်သားတယ်သူတို့မီးရှို့တာလည်းရွာပေါင်းပေါင်းချောင်းချောင်းရှိနေနော်ဟိုနဲတာမဟုတ်ပြည်သူလည်းအိုးမဲအိမ်မဲတွေဖြစ်နေပြီနော်ဒါမျိုးတွေဒါကြော်မျိုးမဲဆိုရင်နောက်တစ်ခုပြောသေးတယ်ဘာပြောလဲဆိုလို့ကျဟိုတနေ့ကတော့ဒါမော်ဘီကိစ္စမှာပေါ့နော်ဒီထွေအုပ်ဆိုတဲ့ကောင်အုပ်ကြီးပေါ့နော်အုပ်ကြီးကပြည်သူတွေကိုခွေးနဲ့နှိုင်းတာအခွေးနဲ့နှိုင်းတဲ့ကိစ္စမှာကြော်မျိုးမဲကဘာပြောလဲဆိုတော့ဟိုအဲ့လိုမျိုးဗီဒီယိုရိုက်တဲ့သူတွေကိုဖမ်းရမှာတဲ့နော် နော်ဘီရိုရိုက်တယ်လို့ဖမ်းရမှာတဲ့ကြော်မျိုးမင်းပေါ်မှာတော့မြောက်ပေးရတော့ပေါ့လေအေးငါတို့လည်းခုသူတို့လိုလှုပ်ချေစမ်းနော်ဟိုခုလိုမျိုးဘီရိုရိုက်တဲ့ဟာတွေကိုဖမ်းရမှာပါးတွေဖြတ်ရရမှာနော် Starlink ကိစ္စနဲ့ပြဿနာဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုအေးအေးယူသွားမှာဖြစ်တယ်လို့ဆိုင်ဖွင့်သူတွေက Starlink စီမျိုးစီကန်းနဲ့အေးအေးယူမီ မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကြေးရွာတရွာမှာစတားလင်ဆိုင်ဖွင့်သူနဲ့အရေးပေါ်အုပ်ချုပ်ရေးကတာဝန်ပေးလိုက်တဲ့မန္တလေး PDF စင်ကူးဘက်ကဖစင်ကူးပလဖပူပေါင်းအဖွဲ့ဝင်ပါတဲ့အဖွဲ့နဲ့ပြည်ထနာဖြစ်ပွားခဲ့ပြီးဖြစ်စဉ်တွင်ပါဝင်တဲ့ရဲဘော်တွေကိုအရေးယူဖို့ဆွေးနွေးနေဆဲဖြစ်တယ်လို့ Starlink ဆိုင်ဖွင့်သူကတော့ Starlink အသုံးပြုမှုစီမျိုးစီကတ်နဲ့အရေးယူမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးထံကသိရပါဗျာ။ ဖြစ်ဆုံးမှာပါဝင်ခဲ့တဲ့ရဲဘော်အားလုံးကိုတော့အေးအေးယူမှာမဟုတ်ပဲတာဝန်ရှိသူတွေကိုသာအေးအေးယူဖို့နဲ့အေးအေးယူဖို့အပိုင်းသေးစိတ်ကိုတော့ဆွေးနွေးနေစေလို့ဆိုပါတယ်ဖြစ်ဆုံးမှာပါဝင်တဲ့ရဲဘော်တွေကိုတော့ဘယ်သူပဲပုံအေးအေးယူမယ်ဆိုတာကတော့အခုအေးဘော်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကြားမှာဆွေးနွေးနေစေဖြစ်တယ်လို့စက်ပိုင်ရှင်နဲ့မိသားစုကိုတော့တီချလူပုဂ္ဂိုလ်အနေနဲ့အေးအေးယူဖို့မရှိဘူးဒီဖြစ်မျိုးနောက်နောက်မဖြစ်ဖို့တတိပေးတဲ့ကိစ္စတွေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ဖို့အတွက်ပြောသွား အားဖို့ရှိမယ် Starlin ဆက်ကိုတော့ထုတ်ပြန်ထားတဲ့စီမျက်စီကန်းတွေအတိုင်းအေးအေးယူဖို့ရှိမယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အတွင်းရင်မူရဲဘော်ပါဘလူကပြောပါရယ် Starlin ဆိုင်ဖွင့်သူကတော့စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ Starlin အတုံးပြမှုစီမျက်စီကန်းအရကနအူးပြစ်ဒဏ်ဒဏ်ငွေ၁၀ဆင့်တင်ချမှတ်သွားမှာဖြစ်တယ်လို့ဆိုပါရယ် အော်တိုဘာ7ရက်ညနေ3နာရီခန့်ကစင်ကူးမြို့နယ်ရှိပြည်သူမိသားစုတစုနေအိမ်မှာ Flowing Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းအချို့ကိုချိုးဖောက်တည်ဟုဆိုကာအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့မိသားစုဝင်များကြားအငင်းအခုံဖြစ်စကားများခဲ့တာ ဖြစ်ပါတယ်ပြောလို့ပြောမှာတချို့တော်လန်ရေးဘက်ကလူတွေကတော့ဒါတွေကသိနေရပဲเนาะရှင်းရှင်းလေးပဲဖြူလာမဲလာပါလာညာလာเนาะသိတယ်မသိတာက ဘောမားတွေကတော့ထားပါတော့သိပါတယ်ဒီစစ်တိုင်းဝိုင်းစစ်ခွေးတိုင်းဝိုင်းသူတို့ကတော့ဒါမီလောင်လေးပဲမှာအကြိုက်ပဲလေသူတို့ကဒါမျိုးကွက်တေရှာနဲ့ထားလိုက်တော့သူတို့ဘက်ကမပြောလို့ဒီချားနေတွေပါဆိုတဲ့လူတွေကတချို့ကဗီဒီယိုဖိုင်ကိုကြည့်လိုက်တယ်ကွာနော်ကြည့်လိုက်တဲ့ခါကျတော့သူတို့အစာပိုင်းလေးကြည့်ပြီးတော့ဒါ PDF တွေကိုအကောင်းမြန်သွားတာပေါ့တကယ်တော့လူဆိုတာပြဿနာတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်ဇင်းမြက်ကိုလဲရတယ်ဒါပါလေဘယ်သူမှလည်းမအပေါ်ရန်ကြည့်နေလို့တော့ဒါလူတို့ကဒီအစာတစ်ခုကိုလေဟိုမစားသေးပဲနဲ့မျက်စိနဲ့ကြည့်ပြီးမြင်နေလို့ဟိုအရသာကိုသွားဆုံးဖြတ်လို့မရဘူး ။နောက်ငရုတ်သီးတစ်ထောင်ကိုအပေါ်ရမျက်စိနဲ့ကြည့်ပြီးတော့ဒါဘလို့အရသာရှိလဲဆိုတော့သူကခံမန်းလို့မရဘူး။အဲ့ကြီးမှာအဆက်တဲဟာဆိုတာရိုက်သေးရမှာ။ဆိုတော့ဒါကြောင့်မလို့သူကဒီအားနဲ့ချက်ကတချို့ပြည်သူတွေနိုင်ငံအရေးကိုစိတ်ဝင်စားအောင်စိတ်ဝင်စားတဲ့ခါကျသူတို့ကတခုခုဆိုအစာဆုံးမကြည့်ဘူးမကြည့်တဲ့ခါကျမသိဘူး။ဇင်းမြက်ကိုမသိတဲ့တင်းသိချကြကြနန်းနန်းเนาะဂါဂနန်းနန်းအဲ့လိုမျိုးမသိဘူးပြန်နေမသိတဲ့ခါကျတော့သူတို့ထင်ရတယ်ပဲရှောက်ရည်အမှန်တကယ်ဆိုရင်ကြည့်လိုက်ဗီဒီယိုတစ်ခုကြည့်ပြီးသားလို့ဒီလူတစ်ယောက်ကပြောတာအိတ်မသိကြဘူးလားကိုတို့ကမလုံလောက်ဘူးလားเนาะဟိုမလုံလောက်ရင်နောက်ထပ် ပြောင်းစီအဲ့ဒီကနေသတင်းဌာနတွေအကောင်အောင်ရှိမှအတီးပြုလို့ရဘယ်မှန်းကြောင့်ကိုကဒီလူတယောက်တည်းနဲ့သွားပြောင်းနေလို့ကိုကိုကိုစုံဖြတ်ချက်ချလို့မရဘူးဘာလို့လဲပြဿနာတကူကကိုပြဿနာကိုရွေ့အဲ့လိုမျိုးမဟုတ်ဘူးလေကိုရွေ့ဆိုရင်တော့ဖေးလေးလာတယ်မလို့ဘယ်သူမှလည်းမှန်းနေသိမှာပေါ့မဟုတ်ဘူးလားဆိုတော့ဟိုအဲ့ကြောင့်မလို့တချို့သောဟာတွေစစ်ခွေးတွေနဲ့ပဲထိုက်တန်တယ်ပေါ့နော်စစ်ခွေးတွေလာရင်ပြတ်သားတယ်လောက်ရတဲ့စစ်ခွေးတွေဆိုရင်သူတို့သိရလေစစ်ခွေးတွေကအဲ့လိုကြီးအမေများနေလောက်မနေဘူးနော်လမ်းလက်ကောင်တွေပါလေကြည့်လိုက်လူတွေအများကြီးပေါ်တာဆိုအကြီးကျယ်လှိတ်ဆွဲအရင်အမဲဖြတ်နေတယ်လို့ပဲမင်းသွားပြီဘာမှပြန်မပြောနဲ့ စင်ကြမပေးနဲ့အခမ်းမပြောနဲ့ဒီလိုမျိုးပြည်သူကခံပြောဖို့နေနေကြတာစစ်တပ်ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီရေဘုပေါက်တာမလို့ရှင်ရေပါလို့မလားအထက်ကအခုရဲဘော်ဆိုတဲ့ကောင်တရက်နဲ့တရက်မဆိုတာနဲ့ကိုယ့်တားအပတ်စဉ်ကြီးတဲ့ကောင်စီနေရလို့ခေါ်တာပေါ့နော်ဟိုစစ်တုံးစကားဆိုရင်သူကအထက်ကအခုစီနေကြတဲ့ကောင်အကောင့်တော်မှာကပြန်ပြောပိုင်မှာမရှိဘူးဒီပြည်သူတွေဆိုမထားနဲ့ဟုတ်ပြီနော်အဲနောက်ထပ်အစီနေရောရဲဘော်အားလုံးနဲ့တရက်နဲ့ဒုတက်ချက်နော်အပြင်နှစ်ရက်နဲ့တက်ချက်သုံးရက်နဲ့တက်ချက်ကြီးအဲ့ဒီနဲ့အရာကဘုတ်တစ်ပွင့်သုံးပွင့်ဒုတက်ရမှုတရက်မှုအထက်ဟိုယူရမှုဟိုတမမှုအဲ့ဒီနဲ့စင်ခဲ့စင်ခဲ့ခုလိုမျိုးဇော်မဲလုံးလို့အတီးပေါ့နော် ဘာမှသူတို့ပြန်ခံပြောလို့မရဘူးဒီလိုမျိုးပြည်သူတွေခံမပြောနဲ့เนาะကျွန်တော်မကြည့်နဲ့ကျွန်တော်အသက်ကျွန်တော်ရှောက်မပြောဘူးတာရကတက်တယ်လေးနဲ့ပဲပြောချင်တာเนาะဟိုတစ်ခါတော့လည်းကြည့်ပါလားဒီစစ်ပုံမှုပုံမှုအဆင့်ကောင်နဲ့ဒီပြူစောတိကောင်တယောက်ပြူစောတိကောင်လည်းငါတို့တော့ဒါစစ်ထွက်ပါပဲเนาะအားလုံးသိမှာပါเนาะအဲ့လိုမျိုးဖြစ်တာလေသူတို့ချင်းချင်းတောင်းမတာနယ်လားငါလားကြားလားဟိုချင်းသေးလားဆိုပြီးမှတယောက်တောင်းတကုံးကြိုက်ကြတာဒီပြည်သူတွေဆိုရင်တစ်ခါတည်းပြတ်တာမှမယုံမရှိနဲ့เนาะအဲ့တော့ပြည်သူတွေလည်းသိပါတယ်ကွာเนาะဟိုဒီဗီဒီယိုဖိုင်မှာကြည့်တဲ့သူတိုင်းသိပါတယ်เนาะ မင်းအွန်လိုင်းလို့စစ်သားဆိုရင်ကဲမင်းတို့ဖုန်းမသုံးနဲ့ဆိုလည်းမသုံးပြီးပါမသွားနဲ့ဆိုလည်းမသွားဘူးเนาะအင်တာနက်တွေမသုံးတဲ့အကုန် VPN ခံမသုံးတဲ့ဟုတ်ပြီမင်းတို့မသုံးရဲဘူးမီးပြတ်လို့လည်းမင်းတို့သွား complaint တက်ပြီး line မတက်ပြောရဲလားမီးမလာဘူးမင်းအွန်လိုင်းမရဘူးလို့ငါတို့လို့တက်ပြောရဲလားဟမ်မပြောရဲဘူးဟုတ်တယ်မဟုတ်လားเนาะဆိုတော့ဒီပြည်သူတွေဒါကြောင့်မလို့တချို့သောပြည်သူတွေလည်းဟိုတိတ်ခယူးဆိုင်နေဖို့မလိုဘူးကျွန်တော်တို့ online နိုင်ဖို့ဒါ Israel လို့လောက်မှာအဓိကနိုင်ဖို့ပဲစစ်ကိုစစ်နဲ့ယူရမှာပဲเนาะဒါကြောင့်မလို့ဒီရဲဘော်တွေမှာလည်းအပြစ်မရှိဘူးလူဆိုဘယ်သူအနေနဲ့အဲ့လိုမျိုးခံပြီးတော့တာဝန်ရလောက်ပိုင်းမှာအခု တမန်အဖြစ်ပဲနိုင်ငံသားတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးခုခံပြန်ပြောလဲဆိုဘယ်ရမှာကိုရီးယားတာဝန်အရထန်ဆောင်တာပဲလေမဟုတ်ဘူးလားအခုတော့ရှိတာပေါ့အာ PD update အနေနဲ့စကားပြောဆိုမှုတွေတော့ကိုကတသက်လုံးဟိုပန်းနဲ့ပို့တော့လိုတာပေါ့နော်ဒီတိုင်းကိုဘက်ကမဖောင်းတာအကောင်ဆုံးမှမားတာကို AC တီတီညာနေရှင်းရမယ်ရှင်းမြန်အထက်ကိုပြန်ပြီးနောက်တစ်ဆင့်ဒီလိုမျိုးသွားတဲ့ ਨੇ ဟို PD update ဆိုတာလဲဒါလူငယ်တွေဆိုတဲ့ခါကျတော့စိတ်တော့ဖတ်မှာပဲလေ online ကြည့်ရမျိုးကြီးလည်းရှိမှာပဲ ဲ့နေရာမှာမှားတယ်ပြောတာမဟုတ်ဘူးလူငယ်ဆိုတာပဲလူငယ်နေမလို့နည်းနည်းရင့်ကြံနေတဲ့သူကြောင့်လည်းတော့မတူဘူးပေါ့နော်ဒါတွေတော့နည်းနည်းစကားပြောလေးပါလေးလေးစင်ကျင်မှုလောက်ဆောင်မှုလေးတော့လိုတယ်လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟိုအဲ့လိုမျိုးအရင်လေးဒီကောင်းကြောင့်နေပြောမယ်သူ့တိုင်နေမဟုတ်ဘူးကွာရှင်းရှင်းလေးပဲစဉ်းစားကြည့်သူ့တိုင်နေအဲ့လိုလောက်တယ်ဆိုတော့ပြီးတဲ့တည်းအမကူအကုန်လုံးလေးနော်ကျန်တဲ့အိမ်နေကနာခံတယ်သူ့အတိုင်နေကောင်းထောင်နေပါဘောလေနော်တလန်လားတရှိုးလားနော်ဟိုဘောမလားစဉ်းစားတာကြည့်ကက်ကက်လန်နော်မင်းအောင်လိုက်စသားဆိုအဲ့အိမ်သွားပြီဒီလောက်ပဲပြောမယ် Thank you